ဟီဂျဲလို့ခေါ်တဲ့မွတ်စလင်ခေါင်းပေါင်းချုပ်ပြီးအပြာကရိုက်ခဲ့တဲ့မီယာခါလီဖာ ူကြီးကားတွေရိုက်ကူးတဲ့အပြာမင်းသမီးမီယာခါလီဖာကဟစ်ဂျက်လို့ခေါ်တဲ့မွတ်စလင်ခေါင်းပေါင်းကိုဝတ်ပြီးတော့အပြာကားရိုက်ကူးခဲ့တဲ့အတွက်တပုံအုပ်စုတစုကတော့သူမကိုကောင်းဖြတ်တတ်ဖို့တောင်းလုပ်ခဲ့တယ်လို့ဒီဟစ်ဂျက်ခြုံတဲ့အတွက်သူမရဲ့ဘွားတစ်ခုလုံးလည်းရစရာမရှိအောင်ဆုပ်ပြတ်သွားခဲ့ပါတယ်။မီယာခါလီဖာဆိုတဲ့ဒီမျက်မှန်နဲ့ကောင်းမလေးကိုယောက်ျားလေးတော်တော်များများမြင်ဖို့ကြာမှာပါအရှင်။မမြင်ဘူးဘူးဆိုရင်တော့လိန်နေတာဖြစ်ဖို့များပါတယ်။အပြာတော်ကောင်မှအရန်ကောင်မှနာမည်ကြီးတဲ့ဒီလူကြီးကားရိုက်တဲ့မင်းသမီးကတော်တော်လေးသနာစရာကောင်းတဲ့ဘွားကိုဖြတ်တန်းခဲ့ရတာပါ။သူမကဒီလိုလူကြီးကားတွေကို15ကား လောက်ပဲရိုက်ကူးခဲ့ပြီး3လပဲလှုပ်လှုပ်ခဲ့ပါတယ်။ဒါပေမဲ့သူမကတော့အခုထိကိုအမောင်လောကရဲ့ဘယံမတက်အောင်လို့ကြံနေခဲ့ပါတယ်။ ီနေ့ဗီဒီယိုမှာတော့မြာကာလီဖာရဲ့အကြောင်းကိုပြပြပေးသွားမှာပါ။မြာကာလီဖာကိုတော့1993ခုနှစ်လေဗနန်နိုင်ငံမှာတာမန်မိသားစုလေးမှပဲမူဖွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကသူတို့နိုင်ငံမှာဘာသာရေးပြဿနာအကြီးကြီးဖြစ်နေပြီးတော့တော်တော်လေးနေထိုင်ရခက်ခဲနေပါတယ်။သူတို့မိသားစုကအရင်တုန်းကမွတ်စလင်လူမျိုးဖြစ်ပေမဲ့မြာကာလီဖာလေးနှစ်အရွယ်မှာတော့ခရစ်ယာန်ဘာသာကိုပြောင်းပြီးတော့အမေရိကန်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့ပါတယ်။အမေရိကကိုရောက်တဲ့အချိန်မှာတော့ငငယ်လေးနဲ့တော်တော်လေးကိုအနိုင်ကျင့်ခံရပါတယ်။သူမကအသားမဲပြီးဝတ်တုံနေလို့လူဖြူကလေးတွေရဲ့စာနောက်ကြလောင်ပြောင်တာ အနိုင်ကျင့်တာတွေကိုခံခဲ့ရသလိုနင်းကအမြောင်းနဲ့ကျူတယ်ဆိုပြီးပြောဆိုခံခဲ့ရပါတယ်ဒီလိုမျိုးပြောတာကလည်းနှစ်နဲ့ကြောင်ပြောခံခဲ့ရတဲ့အတွက်သူဝိုင်းစိတ်ထဲမှာငငယ်လေးတည်းကတင်ငယ်မှုရှိနေခဲ့တာပါပို့ပြီးတော့ဆိုးတာကအမြကအင်္ဂလိပ်ဘာသာစကားနဲ့လုံးဝတက်မနေခဲ့ပါဘူးဒီလိုမျိုးငငယ်လေးတည်းကသူ့ကိုလူတွေကပယ်လာခဲ့ပေမဲ့သူမကကြောင်မိခံနေမှာကောင်လေးတယောက်နဲ့ချစ်ကြိုက်ခဲ့ပြီးအဲ့ဒီကောင်လေးကိုပဲလက်ထပ်ဖို့အတွက်အမြကဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့မိဘတွေကတော့လုံးဝသဘောမတူခဲ့ပါဘူးဘလောက်ထိတောင်ဆိုးလဲဆိုရင်ဒီကောင်လေးကိုလက်ထပ်ရင်ငါတို့ကိုဆွလို့ရမယ်လို့ တောင်ပြောခဲ့ပါတယ်။ဒါပေမဲ့မိဟာကမိဘစကားကိုနားမထောင်မင်းနဲ့ချီးရတဲ့သူနဲ့ပဲမင်္ဂလာဆောင်ခဲ့ပါတယ်။ဒါကြောင့်မိဘတွေကလည်းသူမကိုဆွတ်လွတ်လိုက်ပါတော့တယ်။ဒီလိုမျိုးအင်အားကြပြီးလာအနေငယ်အကျွမ်းမှာပဲမိဟာကဝိတ်စတင်ချခဲ့ပါတယ်။လာအနေငယ်ကျွမ်းမှာပဲမိဟာရဲ့ပေါင်က90တောင်ကျခဲ့တာပါ။သူမကပေါင်ကျပြီးအရန်ကူမှလှလာတဲ့အချိန်မှာမိဟာကလီဖာကယောက်ျားဖြစ်သူနဲ့အဆင်မပြေတဲ့အတွက် question လိုက်ရပါတယ်။အဲ့ဒီအချိန်သူမအတွက်ဆိုပြီးဘသူမှရှိမနေခဲ့ပါဘူး။မိဘမရှိယောက်ျားလည်းမရှိငငယ်လေးတွေကအပေခံခဲ့ရတဲ့အတွက်တငယ်ချင်းကလည်း ်မရှိဖြစ်နေခဲ့ပါတယ်။သူမကစိတ်ညစ်ပြီးတော့လမ်းလျှောက်နေတဲ့အချိန်ရုပ်ရှင်ရိုက်တဲ့ writer တယောက်ကသူမကိုတွေ့ပြီးအရန်သဘောကျသွားခဲ့ပါတယ်။သူမစီသွားပြီးတော့ခမရကအရန်လာတာပဲ model လုံးမလားလို့မေးခဲ့ပါတယ်။မြန်ကယ်လီဖိုင်းယားဘွားမှာဒီလိုစကားမျိုးကတခါမှမကြားခဲ့ဘူးပါဘူး။ငငယ်လေးတွေကအသွင်ပြင်းကြောင့်အမြဲလှောင်ပြောင်ခံခဲ့ရပေမဲ့ဒီလိုစကားမျိုးကသူမရဲ့စိတ်ကိုအရန်ပျော်ရွှင်စေခဲ့ပါတယ်။ သူမကလည်းမညင်မဲနဲ့အချက်ချင်းလက်ခံခဲ့ပါတယ်။ရှူတင်ရိုက်ဖို့သွားတဲ့အချိန်မှာတော့ဒီဟာကရိုးရိုးမော်ဒယ်မဟုတ်ဘဲအပြန်မော်ဒယ်တယောက်ဖြစ်တယ်ဆိုတာကိုသူမသိခဲ့ရပါတယ်။ပတ်စံလည်းကောင်းကောင်းရမယ်။သူမကိုလည်းလှတယ်ပြောတာနဲ့အမေကသူမလက်အမကိုရောက်နေတယ်ဆိုတာတော့မသိခဲ့ပါဘူး။အပြန် website မှာသူရိုက်လဲသူကိုဘယ်သူမှကြည့်မှာမဟုတ်ဘူးဆိုပြီးတော့အပြော်တက်တက်ပဲရိုက်ခဲ့ပါတယ်။ ထင်းတဲ့အတိုင်းမှာပဲသူမကနှစ်ပုံးလောက်ရိုက်လို့ပြီးတဲ့အချိန်မှာခေါင်းဆောင်ဖြစ်တဲ့သူကသူမကိုတိတိကျကျပို့ပြီးတော့စေဝင်စားအောင်ဟီဂျက်ချုံပြီးရိုက်ဖို့ပြောခဲ့ပါတယ်။ဟီဂျက်ဆိုတာကမွတ်စလင်အမျိုးသမီးတွေတခြားအမျိုးသားတွေမမြအောင်ဖုံးကွယ်ပြီးတော့ယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့ပုံဝါပဲဖြစ်ပါတယ်။ဒီပုံဝါကအရန်ကိုမွတ်မြတ်ပြီးတော့အဲ့ဒီပုံဝါဝတ်ထားရင်ဘယ်သူမှအနှောက်အယှက်မပေးရကြပါဘူး။ဒီပုံဝါကိုဝတ်ပြီးတော့ရိုက်လိုက်ပါဘယ်သူမှမသိဘူး။ပတ်စံလဲ၃ဆလောက်ပို့ပြီးပါမယ်လို့ပြောတော့မီယာကာလီဖာကရိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်သူမရဲ့ဘဝကစတင်ပြီးတော့အမောင်းနဲ့ရောက်သွားပါတော့တယ်။ဒီဟီဂျက်ချုံ ုံမိရိုက်တဲ့အပြာကားကအရန်ပေါက်သွားပြီးတော့မြန်ကာလီဖိုင်ရဲ့မိဘတွေတောင်တိသွားခဲ့ပါတော့တယ်။ ိဘတွေကိုယ်တိုင်ကဒီကောင်မလေးကငါတို့သမီးမဟုတ်ကြဘူးယွန်လိုက်တာလို့တောင်ပြောခဲ့သလိုမွတ်စလင်လူမျိုးတွေကအမီးယာကာလီဖာကိုတပ်ဖို့အတွက်တောင်စောင့်နေခဲ့ကြပါတယ်ဒီလောက်ရကမွတ်စလင်လူမျိုးတွေအတွက်အရန်ကုန်မှရိုင်းစိုင်းတဲ့လောက်ရတစ်ခုဖြစ်နေခဲ့ပါတယ်ဒီကိစ္စကြောင့်သဘောအဖွဲ့တွေကတော့အမီးယာကာလီဖာကိုခေါင်းဖြတ်တတ်မယ်ဆိုပြီးတော့ပြောဆိုခဲ့ကြပါတယ်သူမကလည်းအရန်ကိုမှကြောက်ပြီးအာကိုစရာမဲ့နေခဲ့ပါတယ်။ရုပ်ရှင်ထုတ်လို့ရေးသမားကိုအာကိုဖို့သွားခဲ့ပြီးမြေထုတ်လို့ရေးသမားကတာဝန်မယူဘဲလှစ်လျူရှူတာကိုပါခံခဲ့ရပါတယ်။ ပို့ပြီးတော့ဆိုတာကသူမလိုအပ်နေတဲ့အချိန်ဘယ်သူမှအနားမှာမရှိတော့တာပါ သူမကလည်းအရန်ကိုစိတ်ညစ်ပြီးတော့သတင်းဌာနတွေမှာပါဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရားလေးပြပြခဲ့ပါတယ်။အဲ့ဒီကိစ္စတွေပြီးတဲ့နောက်မှာတော့သူမကဘဝအတိတ်ကိုစတင်ဖို့အတွက်တခြားမျိုးကိုရောက်သွားခဲ့ပါတယ်။ဒီအမောင်လောကနဲ့သူမကပြည်သက်တွေရရှိလာပြီး Instagram မှာလည်း follower တွေတော်တော်ကိုရရှိလာခဲ့ပါတယ်။ဒီ follower တွေကိုသူမကကောင်းကောင်းအသုံးချပြီးကြော်ညာတွေလှုပ်လာကတော်တော်ကြီးကိုအဆင်ပြေလာခဲ့ပါတယ်။အဲ့ဒီကရတဲ့ငွေတွေနဲ့အခုဆိုရင်တော့ယတနာဆိုင်တွေပါဖွင့်ပြီးချမ်းသာတက်တက်ချမ်းသာလာခဲ့ပါပြီ။ ။သူမလုပ်ခဲ့တဲ့အမှားတသေးလေးတခုကသူမရဲ့ဘဝတစ်ခုလုံးကိုပါရစရာမရှိအောင်လုပ်ခဲ့ပါတယ်။အဲ့ဒီအမှားပြမှုစူးစမ်းပြီးမှမရတဲ့အဆုံးလက်ခံပြီးတော့ရှေ့ဆက်ခဲ့ပါတယ်ရှင်။သူမကအမောင်လောကမှာ၃လသာနေထိုင်ခဲ့ပြီးမြေအမောင်လောကရဲ့ဘယမလို့ပြောရတဲ့အထိတော်တော်ကြီးကိုအောင်မြင်ခဲ့ပါတယ်။ဒီတဲမှာရော သူမရဲ့ပြည့်သက်တွေရှိကြပါလား? comment ရေးပေးခဲ့ကြပါဦးနော်။